ကျွန်တော် line ကျသွားတယ်ပေါ့နော်ဟိုကျွန်တော်မိတ်ဆွေတွေအဲ့ချိန်ကြီးမှာကျွန်တော်လာနှောက်ရှက်တာမဟုတ်ပါဘူးကျွန်တော်ပြောရတဲ့စကားလုံးလေးတွေကကျွန်တော်မိတ်ဆွေတွေအတွက်အဲတခုခုအများကြီးရတဲ့ချိန်မှာကျွန်တော်မိတ်ဆွေတွေအတွက်စေးလေးတစ်ခွက်လောက်ညာဖြစ်စီဖြစ်လို့ဖြစ်ညာပေါ့နော်ကျွန်တော်ပြောပြီးရုံတသက်ပါပဲကျွန်တော်မတောင်းဝရှိရလို့ခံစားလို့ကျွန်တော်ဟို line ပေါ်မှာလာပြောတာပေါ့နော်အမှန်တမ်းကျွန်တော် line တက်ရတာနေတော့ခက်ခဲဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်စကားတွေဖောင်ဖွဲ့မနေတော့ဘူးခုန live လေးမှာလေး ဆရာတဘာဝတရားအကြောင်းပြောတင်တဲ့နောက်ပြောပြီးဆိုတော့အခုကတဘာဝလွန်အကြောင်းလေးကျွန်တော်နည်းနည်းပြောပြပြီးကျွန်တော်နှုတ်ဆက်ထားမယ်เนาะကျွန်တော်အမြန်လေးပြောလိုက်မယ်။ဖျားရှင်လက်ထက်ကယေတနာတုပ်ဖြစ်ပေါ်လာပုံကျွန်တော်မိတ်ဆွေတွေပြန်ကြည့်ပါ။ယေတနာတုပ်ရဲ့တမိုင်းမှာဆိုလို့ရှိရင်လည်းဒါအဝေးသားလေးပြီးဘလူးစီးတယ်ဆိုတဲ့အကြောင်းကျွန်တော်မိတ်ဆွေတည်ပါမယ်။အဲ့တော့အဲ့တိုင်းပြီးမှာလူတွေရောကာလာဝင်းယောဂာနဲ့တည်ကြတယ်။တည်တာရရင်များလာတဲ့ခါကျကူးဆက်ယောဂာပေါ့နော်။ကျွန်တော်ကိုဗစ်တုန်းကလိုပဲကူးဆက်ယောဂာဖြစ်တဲ့ခါကျတော့ လူရမြုပ်မနိုင်တော့ဘူးနော်တင်ကြိုင်ကုန်းတွေမှာလည်းအလောင်းတွေကပုံနေရေလည်းမျောတာအလောင်းတွေကစီးနေပြီအလောင်းတွေကပုတ်ပွားပြီးတော့အဲဒီပုတ်ပွားတဲ့အလောင်းတွေကညောကပိုးတွေကပုံပြက်တောက်တုံးရေတွေပါညောကပိုးတွေကပိုးပါလားတုံးရေတွေမှာလည်းရေတွေကမတန့်တော့ဘူးအလောင်းကောင်တွေကထွက်တဲ့ရေရွဲတွေရေတွေနဲ့ဆိုတော့ယောဂါတွေကပြန့်ကုန်ပြီးတော့လူတွေကတေတဲ့တေတဲ့တေလာကြတာလူတွေတေလာတာများတဲ့ခါကျတော့ခုနလိုပေါ့အပုပ်ဆက်အနှံ့တွေလည်းထွက်တယ်လူတွေကောင်တွေလည်းများလာတဲ့ခါကျတော့မကောင်းစိုးဝါတွေက ပို့ပြီးတော့အနှံ့ရလာတာပေါ့နော်အနှံ့ရလဲမကောင်းဆိုးဝါးတွေကအညီဟောက်ကြိုက်တဲ့ကောင်တွေအုံလာတော့ဗျာပြောရရင်တော့နာကလေးလေးလည်းစာမဖတ်နိုင်တဲ့လူတွေလည်းဒီဟာလေးနားထောင်လိုက်တန်းတည်သွားတော့ပေါ့ကျွန်တော်ပြပြပေးမယ်အဲ့လိုအညီဟောက်ကောင်တွေများလာတဲ့ခါကျတော့ခုနလိုပေါ့ဟိုမှာအသားစိမ်း၅စိမ်းတူတိမုံရင်တည်းနည်းနည်းညစ်ပတ်တဲ့အရာတခုဆိုအရင်ကောင်တွေဝိုင်းပြီးအုံရရမလားဒီလိုပါပဲအဲ့လိုအညီဟောက်ကြိုက်တဲ့မကောင်းဆိုးဝါးတွေရှိတယ်မတဲတဲ့စီတို့မြေဖုတ်ဘလူးတို့ပေါ့ဗျ ဲ့လိုအညီဟောက်ကြိုက်တဲ့ကောင်တွေကအဲ့လိုမျိုးနေရာတွေမှာလာအောင်ညတာပေါ့အောင်တဲ့ခါကျတော့သူတို့ကဟိုလူသေးကောင်တွေကိုစားလို့ဝါသွားတဲ့ခါကျတော့တချို့မသေးမရှင်ဖြစ်နေတဲ့လူတွေပေါ့ဥမာယောဂါကတော့အချိန်နေစိုးနေပြီသေတော့မသေးဘူးသူကပြန်ကောင်းလာမှာသူအဲ့လိုလူမျိုးတွေကြာပြန်တော့လေသူတို့ကမသေးသေးအောင်သူတို့နီးနေသူတို့လုတ်လိုက်တယ်ပြောတတ်လိုက်တယ်ပေါ့နော်သူတို့တတ်လိုက်တာအဲ့တော့လူတွေကမတည်တဲ့မတည်သွားလူတွေပဲတဖြည်း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 များလာကြတယ်။အဲ့လိုလေလူတိန်နှုံးတွေနှစ်ဆသုံးဆတိုးလာတယ်။ဒီကြားထဲမှာမိုးကောင်ရေရှားလည်းဖြစ်သေးတယ်။ဆိုတော့ဒီနိုင်ငံကြီးမှာဘာကောင်းမှန်းလည်းရှိသေးတယ်ပေါ့လို့ ဲ့လိုနဲ့တို့ကလည်းပြောရမှာတော့ဗုဒ္ဓဘာသာဝင်တော့မဟုတ်ပေါ့အဲ့လိုနဲ့ဘယင်ကြီးကလည်းသူ့နိုင်ငံကြီးကိုကယ်တင်နိုင်မဲ့ဒါပညာရှင်တွေကိုရှာခိုင်းတာပေါ့နော်အာဟိုထားပါတော့အထက်လန်းဆရာပဲဖြစ်ဖြစ်ပယောကဆရာဖြစ်ဖြစ်လောကီဆရာဘယ်သူပဲဖြစ်ဖြစ်ဗျာဒီနိုင်ငံကြီးကိုကယ်တင်နိုင်မဲ့လူကြီးရင်လည်းကုညီပေးပါဆိုတော့ဟိုတိုင်းပြည်အနှံ့ပြားကိုသူက movement တွေသူ့ရဲ့သူ့ရဲကောင်းတွေလွတ်လိုက်တာပေါ့အဲ့ဒီအချိန်မှာသူကမြတ်စွာဘုရားပွင့်တဲ့နေရာကိုသူ့ရဲ့မူမတ်တွေကရောက်လာပြီးဘုရားကိုလာပြီးတော့ပင့်ခေါ်တဲ့အချိန်မှာဘုရားကကိုညီပေးမယ်ဆိုပြီးလိုက်သွားတာ ဟိုရောက်တော့ကျွန်တော်တို့စိတ်ကူးထဲမှာထင်တာပြုံးမြကျွန်တော်ကျွန်တော်ထင်တာပေါ့နော်မြတ်စွာဘုရားက high ချလောင်းဆိုပြီးလှုပ်လို့ရတယ်လေဗျာတကယ်မှသူ့ပါဝါရဲ့နည်းတာမဟုတ်ဘူးဘာလို့အဲ့လိုမလှုပ်ဘဲနဲ့မြို့ဝနဲ့ပတ်ပြီးတော့သူကရုပ်ဖတ်တရေစေတာလေပေါ့နော်ဂုံတော်တွေခါတာတွေသူကရုပ်ဖတ်တရေစေသွားတယ်ပေါ့နော်ဒီဒီဇက်တော်တွေမှာကျွန်တော်တွေ့တယ်မြတ်စွာဘုရားကသူ high ချလောင်းဆိုပြီးလှုပ်လိုက်လို့ရတယ်မမ်းမုတ်လိုက်လည်းရတယ်ပေါ့နော်တကိုးမပြရတာဘာလို့တကိုးတကိုးမပြရလဲကျွန်တော်စဉ်းစားရတယ်ပေါ့ ဒါတော့ကျွန်တော်နောက်မှပဲပြောပြတော့မယ်ကျွန်တော်စဉ်းစားပြီးတော့ရတယ်တော့နောက်မှပြောပြတော့မယ်ဒီဒီအကြောင်းအရာနဲ့မဆိုင်လို့ပေါ့နော်ဒီအကြောင်းအရာကိုကျွန်တော်ပြောလိုက်တော့အဲ့မှာမြတ်စွာဘုရားဒီရန္နာတုတော်မြတ်ကြီးကိုချီးမြှင့်ခဲ့တယ်တိုင်းသူပြည်သားတွေကိုလည်းဒါကိုပူဇော်ဖို့သူကလက်ဆောင်ချီးမြှင့်ခဲ့တယ်ပေါ့နော်ဒါအနေငင်းစေတယ်ကပ်ဘေးအသီးသီးကလွမြောက်စေတယ်ဆိုပြီးတော့ချီးမြှင့်ခဲ့တယ်မြတ်စွာဘုရားနဲ့ဒါနောက်လိုက်တန်ဃာတော်တွေဒီရန္နာတုဟောတယ်နောက်လိုက်တန်ဃာတော်တွေကလည်းဒီတုတော်မြတ်ကြီးကိုပူဇော်နေတဲ့အချိန်မှာအပေါ်မှာကောင်းကင်မှာရှိတဲ့ဇာမင်းကြီးကလည်းစီးရင်လာပြီးတော့ သူကိုယ်တိုင်လည်းတခြားမင်းရဲ့ခါရာတွေကိုဥရန်ကျူးတယ်ပေါ့နော်တခြားခါရာတွေမြေကြီးကိုလည်းကျွန်တော်မျိုးဆိုရင်ရေသနာတုတ်တယ်မှာတွေ့ရလိမ့်မယ်အဲ့မှာတခြားခါရာတစ်ပိုက်ရှိတယ်ဒါ ਈ တော့နော်ကျွန်တော်ဆက်ပြောမယ်အဲ့တခြားတော့ဒီတခြားမင်းကိုယ်တိုင်ကြွားလိုက်ပြီဆိုတော့တေးကြတယ်တခြားမင်းရဲ့တပည့်တပန်းတွေလည်းပါလာမှာပဲဘရင်ဆိုတာတပားတယ်ဘယ်တော့မှမလာဘူးလေနော်တခြားမင်းဆိုတာနတ်တို့ရဲ့ဘရင်ပဲအဲ့တော့သူရောက်လာပြီဆိုတော့သူနောက်ကတပည့်တပန်းတွေလည်းရောက်လာတယ်ဖခင်ကိုလာပြီးတော့ဒီကပြောရမယ်ဆိုဒီဒီမှာတမတမတ်ကြပြီးတော့ဗောနော်ဒါကြည်ညိုစရာကောင်းတဲ့ပုံပုံတရားကိုရောက်လာတော့သူတို့လာပူဇော်ကြတာပြီးတော့ဒီပုံပုံစီကကြားတဲ့ တရားတန်လေးတွေကတို့အရင်ကြားရှင်တဲ့ခါကျတော့ဒီပုဂ္ဂိုလ်ယူလာပြီးပူဇော်ရင်းနဲ့မှနတ်တွေတရားတွေအုံသွားကြတာပေါ့အဲ့လိုနဲ့ဒီဒီမြို့မြို့ပြက်ကြီးပေါ့နော်လူတွေတည်နေတဲ့မြို့ပြက်ကြီးရဲ့ကောင်းဝင်ရံမှာနတ်တွေရောတရားတွေရောစုံအောင်မှလည်းမျက်စောဗျာတရင်သုံးနေတော့ကဲကွက်တီပဲအဲ့ဒါနဲ့မိုးကြီးလေကြီးတွေခြပါလေရောပြောချင်တာတော့မိုးကြီးလေကြီးယူရတယ်ဆိုတာဒီမြစ်ပတ်နေတဲ့နိုင်ငံကြီးပေါ့နော်ဒီမြစ်ပတ်နေတဲ့နိုင်ငံကြီးကိုတန့်ရှင်းပေးလိုက်တာ တက်ရှင်းပေးလိုက်တော့ဒီအလောင်းနေရလေရေစီးရနေမျိုးဝါရဲအညီအကြီးရွဲတွေရောမကောင်းဆိုးဝါရဲအကုန်ထွက်ပြေးကြတာအပေါ်မှာနှစ်တွေတရားတွေရောက်လို့သူတို့မနေရတော့အဲ့လိုနဲ့ဒီနိုင်ငံကြီးကတန့်သွားပြီဒီမျိုးကြီးကလည်းရှင်းလင်းသွားတာအကျဉ်းသားတုပ်ရဲ့အစွမ်းတကူကိုကျွန်တော်တို့အဲ့ရ history မှာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေသို့ရင်ကြောင်းကြမှုတွေဖြစ်နေတယ်ငါတို့ကကပ်ဘေးထဲမှာပါသွားမလားဆိုပြီးသို့ရင်ကြောင်းကြမှုတွေဖြစ်နေတယ်ဆိုရင်ယေသနာတုပ်ကိုပူဇော်လို့ရတယ်ပြီးတော့ကျွန်တော်မနက်ကတင်ထားတဲ့ဒါနာပရိတ်ကိုပူဇော်လို့ရတယ်ဒါနာပရိတ်ကတော့မြတ်စွာဘုရားလက်ထက်မှာရှိခဲ့တဲ့ပရိတ်တော်တော့မဟုတ်ဘူး ောတော်ညာလဲသူကဒီပြောရမယ်ဆိုလို့ရှင်အသေးဆိုးနဲ့မသေးသေးတဲ့ကာရမန်နဲ့နဲ့မှာပါတယ်ဗောနော်ယုံကြည်ရင်နဲ့ရွတ်မယ်ဆိုရင်တော့လွယ်လေလွယ်လေဗျအရင်မခက်ဘူးအရင်လွယ်လေဆိုတော့အဲ့တော့ဒါနနာပရိကိုလည်းပူဇော်လို့ရတယ်ပြီးတော့ရင်သာတုတ်တော်လည်းပူဇော်လို့ရတယ်ဟုတ်ပြီကျွန်တော်တို့ جماعه တို့အရှိကြီးတွေဗောနော်ခက်လဲခက်တဲ့အရှိကြီးတွေမပူဇော်ခြင်းဆိုရင်အလွယ်ဆုံးအရဟံတဲ့အရဟံအရဟံလို့လည်းခေါ်တယ်အရဟံလို့လည်းခေါ်တယ်ဆိုတော့အရဟံအရဟံဆိုတဲ့အဓိပ္ပာယ်က ရန်အပေါင်းအန်ရဲ့အပေါင်းအားကင်းဝေးတယ်နိုင်နေတယ်ဆိုတဲ့အထိပ်ပဲရန်ပေါင်းအန်ရဲ့အပေါင်းကင်းဝေးတယ်ကောက်ဝဲပြီးသားဖြစ်တယ်ကင်းရှင်းတယ်နိုင်နေတယ်ဆိုတဲ့အထိပ်ပဲဖြစ်တယ်ဆိုတော့အဲ့ဒီအထိပ်ပဲကကျွန်တော်မိတ်ဆွေရဲ့အနက်အထိပ်ပဲအရဟံရဲ့အနက်အထိပ်ပဲကအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်ကျမတို့ကတော့အရန်ခက်တဲ့ဂါရာတွေမရဘူးဆိုရင်အရဟံတလုံးနဲ့တာအာရဉာဏ်နဲ့ညွတ်နေလိုက်တော့ဒါကျွန်တော်အကောင်းဆုံးလက်ဆောင်ပေးလိုက်တယ်အရဟံအရဟံဒါမှမဟုတ်လေအရဟံ ဟာမို့လဲညအရဟံဆိုတော့ကိုအာတန်တယ်လို့ရှိပေါ့နော်အကုန်လုံးမှာအထိပ္ပယ်ရှိတယ်အဲ့တော့အရဟံရဲ့အထိပ္ပယ်အကြီးဆုံးအထိပ္ပယ်တုံးချက်ကျွန်တော်တခါလေးပြောပြလိုက်ပါဆိုကျွန်တော်မိဆွေနှလုံးသွင်းလို့လွယ်အောင်လို့ဘုရားအကုန်တော်ရွတ်တယ်ဆိုတာအနတ္တိပဲသိရင်ပို့ပြီးတော့ကုသိုလ်ရရလေနော်ဆိုတော့အရဟံရဲ့အထိပ္ပယ်ကနံပါတ်1အထိပ္ပယ်ကဘာလဲဆိုတော့ကိလေသာအပေါင်းတို့မှာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဆိုတော့ကျွန်တော်စိတ်ထဲကခြင်းနဲ့ခြင်းနဲ့ခြင်းနဲ့ဆိုတော့အရာရဲ့အမှအစ်ခြင်းနဲ့စားခြင်းနဲ့အိမ်သာတက်ခြင်းနဲ့ အေးအေးလေးတောက်ချင်တယ်တရားလုံးလေးစားချင်တယ်မုတ်လေးစားချင်ချင်တယ်ချင်တယ်ချင်တယ်အာနေ့ကိုချစ်ချင်တယ်မုန်းချင်တယ်အဲအဲအကိလေတာကျွန်တော်တို့ဆန္ဒမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆန္ဒအချင်းအောင်ဆောင်ပြီးတော့နောက်ကနေတောင်းတနေတဲ့အကောင်လေးပေါ့အဲဒီကိလေတာကြီးအကောင်လုံးနှိမ်နှင်းသွားပြီးသားဖြစ်တယ်နိုင်နှင်းပြီးတဲ့ဖြစ်တယ်လောကမှာအကြီးဆုံးရန်သူကကိုယ်ခန္ဓာကိုယ်ရဲ့ကိလေတာပဲတဲ့အပြင်ကဓာတ်နဲ့ဓာတ်ထိုးတဲ့ရန်သူကတိတ်ကြောက်စရာမကောင်းခန္ဓာကိုယ်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ကိလေတာတွေက ကိလေသာရန်သူကကြောက်စရာအကောင်းဆုံးပဲကိုအပယ်ငရေဒီဆွဲချနိုင်တယ်ဘဝပေါင်းအလီလီတန်တရားမှာလေနေအောင်လုပ်နိုင်တယ်ပေါ့နော်အကိလေသာရန်သူကိုမြတ်စွာဘုရားနှိမ်နှင်းမိတာဖြစ်တယ်အဲသူမှာကိလေသာမရှိတော့ဘူးတော့မြတ်စွာဘုရားမှာမြတ်ဗုဒ္ဓမှာကိလေသာမရှိတော့ကြောင့်တော့ကိလေသာပေါင်းလုံးမှာကိစ္စတော်မူသောမြတ်စွာဘုရားဆိုတဲ့အဓိပ္ပာယ်အရဟံအဓိပ္ပာယ်နောက်တစ်ချက်ကစိတ်ခွေရာအရင်နိုင်ပြင်းနဲ့မကောင်းမှုမပြုသောမကြံသောမြတ်စွာဘုရားရယ်စိတ်ခွေရာအရင်ဆိုတာလောကီမှာမရှိဘူးဆိုတော့ကျွန်တော်အချိန်ချင်းပြောပြပါပြီဆိုတော့ဒီလိုပါပဲစိတ်ခွေရာအရင်တောင်းပါမြတ်စွာဘုရားမကောင်းတာကိုမလုပ်ဘူး အဲ့ဒါကြောင့်သူကတေရသမารီပညာနဲ့ပြည့်စုံတဲ့ပုံပုံကြီးဖြစ်တယ်။เนาะဒါသူ့ကိုကျွန်တော်တို့ပူဇော်တာ။နောက်ဆုံးတစ်ချက်ခါကျတော့ဘာလဲဆိုတော့အရေးကြီးဆုံးသုံးချက်ကိုပြောတော့နောက်ဆုံးတစ်ချက်ကအဲ့လိုမျိုးတေရကိုသမารီကိုပညာကိုလုံးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကျွန်တော်တို့အပြင်ပေါ့ကျွန်တော်တို့ထက်ပို့ပြီးတော့ဟိုလိုပြောကုသိုလ်ကြီးတို့ဒီလိုပုံကွာတွေရောက်သွားကြတယ်เนาะဒါအထက်ပုံသားတွေဖြစ်တဲ့လူနဲ့ပြန်မှာတက်တော်အပေါင်းတို့ရဲ့ပူဇော်ထုကိုလည်းဒီပုံကူရခံရတော့မထိုက်တယ်ဆိုတော့ဟုတ်တယ်သူက တိလာရောတမာရီရောပညာရောမှာသူကအနန္တပဲတိလာအနန္တတမာရီအနန္တပညာအနန္တဆိုတော့ကျွန်တော်တို့တွေမဟုတ်လူတွေမဟုတ် net ပြမတတ္တဝအပေါင်းတော့ပူဇော်ထုတ်ခံရတော့မူထိုက်တယ်မူထိုက်တယ်လို့ပြောတာပေါ့နော်ပူဇော်ထိုက်တယ်ကျွန်တော်တို့ထပ်ပို့ပြီးတော့မြင့်မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့အဲ့ဒါအရဟံရဲ့အဓိပ္ပာယ်အကြီးဆုံးသုံးချက်ပဲနံပါတ်၁ကိလေသာအပေါင်းတော့မှကိစ္စတော်မူသောမြတ်စွာဘုရားနံပါတ်၂စိတ်괴ရအရင်နိုင်ပြီးမကောင်းမှုမပြုတော့မကြံတော့မြတ်စွာဘုရားနံပါတ်၃ လူနဲ့ပြမှာတက်တော်အပေါင်းတို့ဤပူဇော်ထုကိုခရင်တော်မူထိုက်တော်မြတ်စွာဘုရားဒီသုံးချက်ကိုကျွန်တော်မိတ်ဆွေနှလုံးသွင်းနိုင်ပြီဆိုလို့ရှိရင်အရဟံကယံအပေါင်းကိုငြိမ့်မိတာဖြစ်တယ်အနေကင်းတယ်နော်အဲ့တော့အရဟံကိုပစက်ကအာရညာနဲ့ပူဇော်နေလို့ရတယ်ဒါကနှုတ်ကနေပူဇော်နေတာပရိစိတ်ခြင်းနဲ့ဆိုလို့ရှိရင်တလုံးချင်းဒေချာအာယုံယူကျွန်တော်ပြောတဲ့အချက်သုံးချက်လေးကိုတလုံးချင်းရုပ်ပေါ့နော်ရုပ်ပြီးတော့ပရိစိတ်လို့ရတယ်အာလက်ရှိဖြစ်နေတဲ့အခက်အခဲတွေမှာငါတို့ကဂါရာတွေမန်နေတွေအရှိကြီးတွေမရုတ်နိုင်ဘူးဆိုရင်အဲ့ဒါအလွယ်ဆုံးပဲကျွန်တော်အကြံပေးလိုက်တယ် ဒါမျိုးဆိုရင်ဓမ္မလက်ဆောင်ပေါ့နော်ကျွန်တော်ပေးလိုက်တယ်ဒါလေးတခုအော်ငါတို့ကတော့ရှေ့ရှေ့လေးပူဇော်နိုင်နေဆိုရင်မာတတနာဝုံတော်ကြီးအညွန်းအညွန်းကကျွန်တော်တင်ထားတာကျွန်တော်ရုပ်ပြထားတာအဲ့ဒါအညွန်းမဲ့အရင်လွယ်တယ်အဲ့လိုမှအညွန်းငါတို့ကမရုပ်ရှင်ငါတို့အဲ့တက်ရှေ့တာပူဇော်နိုင်နေဆိုလို့ရှိရင်လေဒီဆရာတော်ဘုရားကြီးရဲ့မာတတနာမာတတနာဝုံတော်ကြီးဆိုရှိရင်55မိနစ်ရှိရင်အဲ့ဒါပူဇော်လို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီရေသနာတုတ်တော်မြတ်ကြီးပူဇော်လို့ရတယ်နော်ပြီးသွားလို့ရှိရင် မြတ်စွာဘုရားတခြားအန္တရာယ်ကင်းစေတဲ့တုတ်တော်ရှိတယ်။ကိုအားတန်တယ်လို့ပူဇော်လို့ရတယ်။ဒါကတော့ကျွန်တော်ဒီလက်ရှိ situation နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေးနိုင်တဲ့ဓမ္မအားစီလို့ပဲပြောပြရတယ်ပေါ့နော်။ဓမ္မအားစီလေးကျွန်တော်မျှဝေပြတာဖြစ်တယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဒါအယံတားပေါ့နော်။ပရိဆိုတဲ့အဓိပ္ပာယ်လည်းအဲဒါအယံတားဆိုတဲ့အဓိပ္ပာယ်ပဲ။ဆိုတော့ပရိကြီး၁၇တုတ်ဆိုတာလည်းဒါအယံတား၁၇မျိုးပဲ။ဆိုတော့ဘေယာပဲရွရွဖျားကုံတော်တွေအာယုံပြုတ်ပြီးတော့ရွမယ်ဆိုရင်ကျွန်တော်တို့ကယံပေါင်းကနေကင်းပြီးသားဖြစ်တယ်။ အဲ့လိုမှမယုံနိုင်ကျွန်တော်ခုနပြောအရဟံလာထိုင်ယူနေတယ်အရဟံ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 နော်ဒါလေးကကိုအနေရကင်းစီပြီးတော့ဒီမြတ်စွာဘုရားကိုကိုလိုပဲကြည်ညိုတဲ့နတ်မြတ်နတ်ကောင်နတ်အပေါင်းတွေကဒီအတန်လေးကိုသူသဘောကျတော့အနားမှာလိုက်ပြီးတော့သူလိုက်ကြည့်သူတို့တွေကကိုနောက်ကကိုချစ်လို့စောင့်ရှောက်တာတော့မဟုတ်နောက်ကနေလိုက်ကြည့်လိုက်ကြည့်ဟောဒီအတန်လေးကြားတာငါတို့နားချမ်းတာလိုက်တာဩဘုရားကိုကြည်ညိုလိုက်တာတရားကိုကြည်ညိုလိုက်တဲ့အဲ့လိုမျိုးလိုက်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 လာတဲ့ခါကျတော့ကိုကနေနေနောက်မှာ body guard တွေပါလာတယ်လို့လို့ဘာလို့လို့ညာလို့လို့ဖြစ်နေပါတော့ အကိုအန်ရဲ့ဂျုံပဲဆိုလို့ရှိရင်တို့ကကာကွယ်ပေးတယ်ဆောက်ရှောက်ပေးတယ်ဒါတော့မယုံမရှိနဲ့ကျွန်တော်ကိုတို့ကြီးပြောပြရတာပေါ့နော်ဒါကြီးတော့ကိုစွမ်းလို့တော့မဟုတ်ဘူးအဲဂါရာဒီမန်နေနေပြီးတော့ဖះပေါ်မှာထားတဲ့စိတ်ပေါ့နော်ဒါပေါ့ဒါလေးပေါ့နော်အဲ့တော့ဒါကတော့ဒါဖះဂုံတော်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်မိတ်ဆွေတွေကိုဓမ္မဌာနအန်ရဲ့ကင်းမျှဝေပေးတာဖြစ်ပါတယ်တခြားဂါရာတွေကတကယ်တကယ်သူတွေကိုယ်တွေညမေ့တယ်ကြာကျွန်တော်လည်းမေ့တာပဲဖះဆလို့ဆမှာမသိတော့ခါကြီးအစတော့မှတ်မိအလယ်မေ့နေရတခါကြီးအဆုံးမသိတော့ဘူး အဲဘာမှမလုပ်နဲ့သရဏဂုံသုံးပါရရင်ကောက်ယူမလားသရဏဂုံမရရင်အရဟန္တာထိုင်ရွနေဖုံနေအောင်ရွပါဇက်ကအာရညာနဲ့ရွဟိုရောင်ရင်တော့မှစဲတဲ့ဟာမရောင်မင်းအဲ့ဘုရားကုံတော်တွေရောင်နေပြီဆိုအဲတော်တော်အခြေအနေကောင်းနေပြီနော်အိုကေဒါကတော့ဒီနေ့ပြောခြင်းတဲ့စကားကိုပီလိုတက်လို့ပြောနေတာမဟုတ်ဘူးခုမှတာဝန်ရှိရလို့ခံစားလို့ကျွန်တော်ပြောနေတာအဲ့တော့ကျွန်တော် live မှာအမြဲပောက်ရရပြောနေတယ်တခါကြလို့ရှင်နေအဲ့လိုဟီးဟားတွေပြောမိတယ်တခါကြရင်လည်းကျွန်တော်မိတ်ဆွေတွေ ဘာမှမရတော့နေနေလည်းရှိပါကျွန်တော်သိပါတယ်အဲ့လိုဖြစ်သွားတာတော့မသိဘူးပေါ့နော်စိတ်တော့မကောင်းပါဘူးကျွန်တော်အဲ့လိုတော့မယူရပါဘူးပြောပြပေးရဲဆိုတော့အော်ဒီလိုကက်ဘေးဖြစ်တဲ့အချိန်မှာငါတို့ဘေးနားမှာမိသားစုဝင်တယောက်နေနေငါဘာလုပ်ပေးနိုင်မလဲကျွန်တော်စဉ်းစားတယ်နော်အဲ့တော့ငါဘာမှမလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဘာကောင်းမှမဟုတ်ဘူးလို့ကျွန်တော်ခံစားရတယ်အဲ့တော့ငါတကူတော့လုပ်ပေးနိုင်ရမယ်ကျွန်တော်မန်းလည်းမမန်းတော့မဟုတ်လည်းမဟုတ်တော့ဘူးလို့နေရအောင်ပြောပေးနေရဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေတွေတကူကူရသွားရဲဆိုရင် 我问大吧？No